အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့ငါးစီးရှင်ကြောစွာကယဟန်တုယဟန်ရောင်တယောက်ကိုစွန်းလောင်းခဲ့ဘူးတဲ့တမိုင်းကြောင့်လေ့လာကြည့်မှာဖြစ်ပါတယ်။ပင်းရနန်းမျိုးတော်မှာတစည်းရှင်တီဟာသူဥဇနာငါးစီးရှင်ကြောစွာကြောစွာငယ်နရတုနဲ့ဥဇနာပြောင်းမင်းဆိုပြီးမင်း60ဆက်စိုးဆန်ခဲ့ကြပါတယ်။အဲ့ဒီပင်းရမျိုးဟောင်းနေရာကတရားဥမျိုးနဲ့တိတ်မဝေးတဲ့နေရာမှာရှိပါတယ်။ ငါးစည်းရှင်ကြော်စွာလက်ထက်သူစားတော်ခေါ်ကာနီးမှာ ရှင်ရောင်တယောက်ကပေရိတ်ခရာရှစ်ပါးလွယ်ပြီးတော့ရှေ့တော်ကိုလာရက်ဖူးပါတယ်။ငါးစည်းရှင်ကအဘယ်လို့ငါရက်လာသနည်းလို့မေးတဲ့အခါစွန်းအလို့ငါလာခဲ့တာဖြစ်ကြောင်း ရှင်ရောင်ကပြန်ဖြေပါတယ်။ငါးစည်းရှင်ကသူထမင်းစားကာနီးလက်ဆေးပြီးချိန်မှာရောက်လာတဲ့ရှင်ရောင်ကိုစားတော်အလုံးလွန်စွာကြည်လင်တဲ့စိတ်နဲ့လှူဒန်းလိုက်ပါတယ်။ စွားလူရန်ပြီးလို့ဝမ်းမြောက်ဝမ်းသာဖြစ်နေတဲ့ငါးစည်းရှင်ဟာ အမတ်တို့ဤယဟန်ဒီကစွန့်ခံကြင်လွန်၍မွန်းတဲလူနီးမှစွန့်ရက်လာသည်ပုထုဇဉ်မဟုတ်နိုင်ရာအဘိညာဉ်နှင့်ပြည့်စုံသောယဟန်နာဖြစ်နိုင်သည်ငါကို ကောင်းမှုကုသိုလ်များစေလို၍ရက်လာသည်လို့အမတ်တို့ကိုမိန်တော်မူပါれမင်းချင်းယောက်ျားတယောက်ကိုလည်းရှင်ရောင်နောက်ကို လိုက်ကြည့်စေပါれလိုက်ကြည့်တဲ့အခါမှာတော့ ယဟန်ကောင်းမဟုတ်ရှင်ယောင်ဖြစ်နေလေတော့တပိတ်ကိုသူ့မယားလက်အပ်လိုက်တာကိုတွေ့လိုက်ရပါတယ်။အဲလိုမြင်တဲ့အခါမှာမင်းချင်းယောက်ျားကဒီအဖြစ်မှန်ကိုတန်တော်ဦးတင်ကြည်တော့မင်းကြီးတက်တာတရားဖြစ်နေတဲ့စေတနာလည်းပြတ်လိမ့်မည်။ငါလည်းမျက်နာမရရှိလိမ့်မည်။ရှင်ယောင်လည်းမင်းပြစ်မှမကင်းရှိရန်သည်လို့ကြံပြီးတော့မင်းကြီးရဲ့တက်တာတော်မူသောစေတနာလည်းအတိုင်းအထက်လွန်ဖြစ်စေငါလည်းမျက်နာရစေ။ ရှင်ရောင်လည်းအပြစ်မှလွတ်စီဆိုတဲ့စိတ်နှလုံးထားပြီးတော့အရှင်မင်းကြီးအမိန်တော်ရှိသည့်အတိုင်းကျွန်တော်မျိုးလိုက်၍ကြည်တော့ကြည်စင်မှာပင်ကွဲလေသည်ဆိုပြီးတော့ရှောက်လိုက်ပါတယ်။မင်းချင်းယောက်ျားရှောက်ထားတဲ့ကြည်စင်ပင်ကွဲလေသည်ဆိုတာယဟန်အသွင်ပျောက်ကွယ်သွားတာကို ဆိုလိုတာပါ။ငါစီးရှင်ကြော်စွာကတော့ငါတွေးတော်မူသည့်အတိုင်းမချွတ်မှန်ဤဆိုပြီးတော့လက်ယုံကိုစံတန်းလိုက်ပါတယ်။ အဲ့ဒီနေမှာပဲဖြစ်ချင်တော့ပင်းရပြီဆိုကစင်ဖြူနဲ့တူတဲ့အာဇာနီမြင်းလာရောက်ဆက်သားတဲ့အခါငါဤကုသူတော်အကျိုးကြောင့်ဖြစ်တယ်ဆိုပြီးတော့မိန်တော်မူတဲ့ယာဇဝင်ကြောင်းလေးမျှဝေပေးလိုက်ပါတယ်။